ဟယ်လိုအားလုံးမင်္ဂလာပါပိုပေါ်မှချန်ကန်နေကြိုဆိုပါတယ်ဆိုလီဗာပူးသည်သူတို့ရဲ့ချန်ပီယံကာကွယ်ဖို့အတွက်ကြိုးပမ်းမှုတွေကလုံးဝပြီးဆုံးသွားပြီလားပေါ့ဆိုတော့ညီကတို့ဘယ်လိုမြင်ရလဲဂျန်နယ်ပရိသတ်တွေအနေနဲ့ရောလီဗာပူးအသင်းအနေနဲ့တိုက်တဲကိုကာကွယ်နိုင်စွမ်းရှိသေးတယ်လို့ညီကတို့မြင်ကြလားတကယ်ရောကာကွယ်နိုင်ပါမလားဘယ်လိုဘယ်လိုမြင်ရလဲကျွန်တော်ဆွေးနွေးကြပါမယ်နော်ဒီကြတာတခုပြောလို့ရတာကဒီကြတာတခုကျွန်တော်ပြောလို့ရတာကဘယ်အသင်းမှာပေါ့နော်ဘယ်အသင်းမှာဆိုတာ တိုက်တဲကိုကာကွယ်ဖို့အတွက်ဂျူးပန်းနေတဲ့အသင်းတွေအတွက်ကိုးပွဲလောက်နဲ့ကျွန်တော်ဘာမှပုံသေးပြောလို့မရသေးဘူးတည်ကြတာတကူပါလေရာဒီအစကိုးပွဲလောက်နဲ့ကျွန်တော်ဘာမှပုံသေးပြောလို့ကျွန်တော်မရသေးဘူးသို့တော်လက်ရှိလီဗာပူးတင်းရဲ့အနေထားကိုကျွန်တော်ကြည့်ရတာပေါ့နော်โอเคဟုတ်ပြီ၃ကိုးပွဲပဲငါတို့ထားအောင်တော့ဒါပေမဲ့ဒီကောင်လေးရဲ့ဒီပုံစံကရောရှစ်လာမဲ့ပွဲနေပါကောင်းလာပါဦးမလားပေါ့ဘာလို့လဲဆိုလီဗာပူးတင်းရဲ့ပုံစံကိုကျွန်တော်ကြည့်ရတာ အာနီစလိုကဘောနော်ကျွန်တော်ရှိဗီဒီယိုဒီမှာပြောခဲ့တူပဲသူရဲ့ပုံစံအတိုင်းသူဖန်တီးဖို့သူကြိုးပမ်းနေပြီပြောချင်တာကသူအသင်းပုံစံနဲ့သူဖန်တီးဖို့ကြိုးပမ်းနေပြီအဲ့ဒီတော့အာနီစလိုအနေနဲ့ဒီဒီပုံစံကိုသူပြောင်းလဲဖို့ကအများကြီးမရှိတော့ဘူးနင်းတဲ့ details တွေပြောင်းလဲတာတော့ကလွဲရင်ဒါပေမဲ့ပြဿနာကလေပေါင်းကကြုံနေရတဲ့ပြဿနာတွေကအများကြီးပဲဒါတွေကိုနင်းနေလေးပြောင်းယူနေကျွန်တော်မရဘူးဆိုတော့လေပေါင်းရဲ့ဘောနော် title challenge sorry ပါ title defense ကို title ကိုကာကွယ်ဖို့ကြိုးပမ်းတာကကျွန်တော် တတော်ကိုအချင်းကြီးနေသွားပြီလို့ကျွန်တော်ထင်တယ်။အကြောင်းရင်းကနှစ်ခုရှိတယ်။နံပါတ်1လီဗာပူးကိုယ်တိုင်နဲ့နံပါတ်2သူ့ပြိုင်ဘက်တွေ။လက်ရှိတော့တဲ့လီဗာပူးတင်းကအာဆင်နယ်တို့မန်ချက်စတာစီးတီးတို့နဲ့ရှင်ပြိုင်နေရတဲ့အနေအထားမျိုးမှာတတော်ကိုအချင်းကြီးနေသွားပြီပေါ့။အဲ့နှစ်တင်းကိုအဆင်ပြေအောင်လုပ်ဖို့ကအခုဆိုလို့ချင်းကျွန်တော်ကြည့်လိုက်ပြ။အာဆင်နယ်ကိုကျွန်တော်ကြည့်လိုက်မယ်။အာဆင်နယ်မှာဆိုလို့ချင်းခန်းစစ်ကလည်းတအားကောင်းလို့ပေးကိုတွေတအားနေတယ်။ ကွင်းလေကလည်းတော်တော်လေးကောင်းလို့နေတိုက်စစ်ကလည်းတော်တော်လေးကောင်းလို့နေဆိုတော့သူတို့မှာ open play ကနေဂိုမသွင်းနိုင်ဘူးဆိုရင်တော့မှ set piece တွေကနေဂိုသွင်းနိုင်ဆိုရင်ကျွန်တော်ရှိတယ်ဗျာသိရနော် set piece တွေကနေပြီးတော့ရုံးကန်နေရတယ်ဆိုရင်သူတို့ထားပါတောင်းကန်ပေါ်တွေကျွန်တော်ရှိမယ်ဟိုတယောက်ချင်းဆွမ်းဆောင်ရည်တွေနဲ့လုံးပြနေတဲ့ကစားမတွေကျွန်တော်ရှိမယ်ဆိုတော့ arsenal မှာက team light ကိုကျွန်တော်ကောင်းနေတဲ့အခြေအနေမျိုးပေါ့နော် team light ကိုကျွန်တော်ကောင်းနေတဲ့အခြေအနေမျိုးဆိုတော့ဒါကို liverpool အသင်းနဲ့ရှင်ကြည့်ရင် liverpool အသင်းကလက်ရှိမှာ arsenal လောက်ကြီးကောင်းမနေဘူးအဆင်ပြေမနေဘူးဗျာ ဆိုတော့အဲ့ဒါကြောင့်ပေါ့နော်လီဘောင်းတင်းကဒီပုံစံနဲ့အာဆင်နယ်ကိုသွားရှင်လို့မလွယ်ဘူးအာထိတ်တဲ့တွေကနိုင်ထားပါပါညာโอเคတပွဲတူးကိုကျွန်တော်တို့ကတိတ်မပြောလို့ဒါရဲ့ရည်ရှိသွားတဲ့နေရာကြီးဖြစ်တဲ့အတွက်ရည်ရှိမှာဘယ်တင်းကပို့ပြီးတော့ sustainable ဖြစ်တယ်လဲပေါ့ဒါအာဆင်နယ်ပဲလက်ရှိပရီးမီးယားလိမှာအာဆင်နယ်လောက်ထိအရင်ကောင်းတဲ့အခြေအနေမျိုးဘယ်တင်းမှမကျွန်တော်မတွေ့ရသေးဘူးနောက်တစ်ခုကကျွန်တော်တို့ညမန်ချက်စတာစီးတီးပေါ့စီးတီးကညီကလို့တည်တဲ့အတိုင်းပဲနီးပြားတယောက်ရဲ့ကျွန်တော်တို့ပေါ့နော်အရေးချင်းကအများကြီးစကားပြောပါတယ်ဆိုတော့အခုလက်ရှိဒီပွဲကိုကျွန်တော်တို့အဲဒါမန်ချက်စတာစီးတီးကိုကျွန်တော်တို့ကြည့်ရင် ရာဒီအစ၃ဘွဲ၄ဘွဲလောက်ပြီးအဆင်မပြေသလိုဖြစ်နေပြီမယ်ဆိုလို့เนาะအခုလက်ရှိကအဆင်ပြေလာပြီအခုလက်ရှိကအဆင်ပြေလာပြီတကယ်လည်းပဲအချိန်ကြီးကောင်းလာပြီဖြည်းဖြည်းချင်း Manchester City ဆိုတဲ့ပုံကိုပေါ်လာပြီဗျာเนาะဟိုပြိုင်ဘက်ကိုထင်းချုံကစားနိုင်တယ်ဂိုးတွေအများကြီးသွင်းနိုင်တယ်ခန်းစစ်ကဂိုးတွေမပေးရဘူးတဲ့ပို့ပြီးတော့အဆင်ပြေလာပြီဆိုတော့ပြိုင်ဘက်ကိုလည်းကောင်းကောင်း control လုပ်နိုင်စွမ်းရှိတဲ့အသင်းမျိုးကျွန်တော်ဖြစ်လာပြီဒါမျိုးဆိုတော့ Manchester City ကလည်းတက်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 လာတယ်အာဆင်နယ်ကလည်းတက်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 လာတဲ့အချိန်မျိုးမှာလီဗာပူးတင်းကထူးထူးထူးကြာကြတယ်ဆိုတော့ ုံမှန်အားဖြင့်ဟိုတိုင်ရဲ့ defense လုပ်ဖို့ကြိုးပမ်းနေတဲ့ကလတ်တင်တခုရဲ့အနေထားကိုကိုးပွဲလောက်နဲ့ဒီကောင်နေပြီးသွားပါပြီကွာပြောလို့မရပါပဲအခုလိုကြီးပုံစံကအဲ့လိုပြောလို့ရတဲ့အနေထားမျိုးကျွန်တော်ဖြစ်နေပြီလီဗာပူးတီမှာ issue တွေအများကြီးပဲနံပါတ်1မိုဟာမက်ဆာလာ issue မိုဟာမက်ဆာလာပြဿနာဆိုတဲ့နေရာမှာဘာလို့ပြောရလဲဆိုတော့ဆာလာဒီလီဗာပူးတီရဲ့အဓိကတော့ဘယ်လိုပြောမလဲဒီပိုဘယ်လိုပြောမလဲဗျာ numbers တွေနဲ့ပတ်သက်လို့ရှိရင်အကူရတဲ့ကစားမှာပါရလတ်တီကိုပြောင်းလဲနေဆိုရှိတဲ့ကစားသမား เนาะကျွန်တော်တို့ဒီနေဒီ twin ကိုဒီဖန်တီးမှုတွေအများကြီးလုတ်ပြနေနေဆိုရင်ကစားမှာလုတ်ပြလာတာလည်းကျွန်တော်ကြာပြီဗျာဒါပေမဲ့ရုတ်တရက်ဆိုလိုဒီယာဒီမှာမကောင်းတော့ဘူးဂျာဟာနီးပြပြတဲ့အာနီစလိုရဲ့ဘောเนาะကျွန်တော်ဒီအပေါ်မှာလည်းအများကြီးမူတည်တယ်သူကဘယ်လိုမျိုးဆာလာကိုပြောင်းလဲအသုံးချနေတယ်လဲပေါ့နော်နောက်တစ်ခုကကျွန်တော်အနေနဲ့ full back ပြဿနာတွေလေဘောက်တင်မှာအဲ့ဒီ full back အစွန်လူပြဿနာတွေတအားကြီးပါတယ်နော် right back မှာဆိုလို့ချင်းဘယ်သူတုံလို့တုံးမှာမတော်မသိဘူး frame bound ကိုလည်းမယုံဘူး ကော်နာဘရက်ဒလီကိုလည်းမယုံဘူးအဲ့ဒီတော့ဆိုဘူစလိုင်ကိုဆွဲသုံးတယ်ဟေ့ဆိုတဲ့အခြေအနေမျိုးတွေဒီမှာဆလော့ကရောက်တယ်ဒါဘလို့မှအဆင်မပြေပါဘူး right back နှစ်ယောက်ရှိတဲ့အနေထားမှာတောင်းမှာပဲကျွန်တော်ကတော့စန်တာမီထေကကစားမတဲ့ကိုဆွဲချပြီးတော့သုံးနေရတဲ့အနေထားဆိုတာကတော်တော်ကိုအဆင်မပြေတာနောက်တစ်ခုကကျွန်တော်အနေနဲ့ကာဂက်စ်ပေါ့နော်ကာဂက်စ်ကရောဘတ်ဆန်တို့နဲ့ဘာမှမဆိုင်ဘူးကာဂက်စ်ဒီကျွန်တော်အတက်စီးနေကျွန်တော်သွားမယ်ပြည်နာကကိုဒီကပူလိုမျိုး white area ဒီမှာနေရတာကြိုက်တဲ့ကစားမနဲ့ဆိုတဲ့အခါကျတော့ကာဂက်စ်ကလည်း head speed တွေကိုဝင်နေတဲ့ player မဟုတ်ဘူး high speed တွေကနေပြီးတော့ crossing တွေပါနေပင်းနေတဲ့သူမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့နေကာကက်စ်ကတိုင်ပတ်ရတော့တာဆိုတော့ liverpool ရဲ့ full backs ပြဿနာတွေတအားကြီးပါတယ်เนาะဆိုတော့ဒီပြဿနာတွေကချက်ချင်းလက်ငင်းဆိုလို့ရှင်ဟိုပြင်နိုင်မဲ့အနေအထားမျိုးတွေကျွန်တော်မဟုတ်ဘူးအာနိုရှိတုန်းကတော့ထားပါတော့ဗျာအာနိုစီကနေပြီးတော့ဟိုဘောလုံးတွေပါနေအများကြီးထွက်တယ်တိုက်စစ်ကိုမျှော်နေလို့ရတယ်ပေါ့ဒါပေမဲ့လို့လက်ရှိ liverpool ရဲ့ right back တွေကိုကျွန်တော်ကြည့်လိုက်မယ်ဆိုရင် suppose လိုက်အာမပြီးလို့ရှိရင်ကျွန်တော်ဒါအဲကော်နာဘရက်ဒလီဟလာဒီကစားမတွေကိုကျွန်တော်ကြည့်ပြပြီးဖရင်ပေါင် ဒီကစားမတွေကအာနုလူကစားမတွေဟုတ်တယ်ဖရင်ဖရင်ပေါင်ဆိုရင်သူကတောင်မန်ကစားမတစ်ယောက်လိုပဲစော့တာဗျာဒီလားနော်ပြီးကွန်နာပရတီဆိုလို့ရှိရင်တော့တာမန်ကျွန်တော်အရန်ကောင်ကနေဝင်လာဖို့အတွက်လူပေါလောက်ပဲကျွန်တော်ရှိတာဒီလားဆိုဘွေလိုင်းဆိုလို့ရှိရင်တခါတလေသုံးလို့ရကောင်ရနိုင်မယ်အမြဲတမ်းကျတော့ကွင်းလင်ကစားမတစ်ယောက်ကိုဘယ်လိုအားကိုးလို့ရမလဲဟုတ်တယ်မလားကန်ဆယ်ရိုက်ဘက်မှာကအဲ့တော့ကျွန်တော်အဲ့လိုမျိုးပြဿနာတွေကျွန်တော်ရှိနောက်တစ်ခုကလည်းစန်နဘက်ဒီကတော်တိုင်ဘက်ပါတယ်စန်နဘက်ဒီမှာဆိုလို့ရှိရင်ဘန်ဒိုက်ကလည်းနောက်ဘက်မှာတော်တော်ကိုစုတ်လာပြီးတော်ကိုပြောစရာတွေကျွန်တော်ဖြစ်လာပြီပေါ့နော် နာဒီဆိုလို့ရှိရင်လည်းတကယ်တမ်းကသူ့ကိုကိုနာဒီကိုအားကိုးပြီးတော့နောက်ထပ်ဗန်ဒိုက်နေရာမှာအစားထိုးမှုတွေကစားမတဲ့ကိုရှာမှာအခုကကိုနာဒီကိုအစားမထိုးဗာလဲဗန်ဒိုက်ကိုအစားမထိုးခင်ကိုနာဒီကိုအရင်အစားထိုးမှမလို့ဖြစ်နေတယ်ဒီဟာအဲ့လိုအဲ့လိုဖြစ်နေတာတော်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 တိုင်ပဲပါတယ်ဒါကြောင့်လီဗာပူးတင်းရဲ့ခံစည်းပြဿနာကြီးကတအားကြီးလို့ပါတယ်အေးအဲ့ဒီလိုမျိုးခံစည်းပြဿနာကြီးလို့နေကြီးနေတယ်ဆိုကြတဲ့ကမှာပိုဆိုးတာကဗာလဲဆိုတော့အဲ့ဒီခံစည်းကိုကာကွယ်ဖို့အဓိကတောင်းရှိတဲ့ကွင်းလေပဲ ထန်စီကိုကျွန်တော်တို့ကကာကွယ်ခြင်းနေဆိုလို့ချင်းကွင်းလေကောင်းမှကျွန်တော်တို့ရတာပြောသေးလားပြဿနာကကွင်းလေကမှကောင်းမနေဆိုရင်တိုင်ပဲမှာအခုလက်ရှိလီဘာအိုမှာကြည့်ကြည့်လိုက်ကွင်းလေမှာဆိုလို့ချင်းဟာကွယ်ကြီးတွေအကြီးကြီးတွေကျွန်တော်ရှိတာဘာဖြစ်လဲဆိုတော့သူတို့ခြေထဲမှာဘောလုံးရနေရင်အဆင်ပြေကောင်းပြေနေမှာဒါပေမဲ့သူတို့ခြေထဲမှာဘောလုံးရုပ်တွေပြတ်သွားပြီးတော့ကောင်နာအထက်ပြန်ဘက်ကသွားတော့မယ်ဆိုရင်လီဘာအိုသင်းကွင်းလေကစားမနှစ်ယောက်ရဲ့ခြေထဲမှာခန်စီလိုင်းကြီးရဲ့ခြေထဲမှာနော်ခန်စီလိုင်းနဲ့ကွင်းလေလိုင်းရဲ့ခြေထဲမှာ space တွေအကျယ်ကြီးတွေပဲ ဲ့တော့ပြိုင်မဲ့အတွက်ကကျွန်တော်အာသာစီးကျွန်တော်ရတာပေါ့ပြည်ထနာကဒါကိုတပွဲလည်းမဟုတ်နှစ်ပွဲလည်းမဟုတ်နီးပြကမပြောင်းဘူးအာနီစလောကဆိုတော့ဟိုတတော်ကိုအချင်းကြီးမကောင်းပါဘူးကွနော်တတော်ကိုအချင်းကြီးမကောင်းပါဘူးသူတို့ကွင်းလေမှာဟာကွယ်ကြီးတွေအကြီးကြီးရှိတာကတတော်ကြီးကိုရုပ်ပြက်ဆင်းပြက်ကြီးကျွန်တော်ဖြစ်လွန်းတာပြီးရင်လည်းပဲဘယ်လိုပြောမလဲတိုက်စစ်ကိုဆင်းတဲ့ကကိုယ်ကရှုံးနေလို့တိုက်စစ်တွေပါနေဆင်မီဟေးဆိုလို့ရှိရင်မလုပ်လဲဆိုတော့သူမျောလင်းသူအလုံဆုံးရာကနော်ဘောက်ထဲမှာကစားမတွေများများနော်ပို့ဟေးဖြစ်နေမော်ဒီပြီးဒါပဲ ဒီထက်ပိုပြီးတော့ innovative ဖြစ်တဲ့ idea တွေမရှိတော့တဲ့ပုံစံမျိုးဖြစ်နေပြီ။ဒါကြောင့်ကျွန်တော်တို့ပေါ့နော်။ Arnis Law အနေနဲ့ဒါအမှောင်ပိုင်းဆုံးနေ့တွေဖြတ်တန်းနေရတယ်လို့ကျွန်တော်ပြောရမယ်။နော်လုံးဝ crisis ဖြစ်နေတဲ့ကာလတွေလို့ကျွန်တော်ပြောရမယ်ဗျာဒီလား။ကန်ဆိုးမှုမောင်ကြနေတဲ့ကာလတွေကိုကျွန်တော်ပြောရမယ်။အဲဒါကိုပြင်နိုင်မလားဆိုတာကတော့ဒီပုံစံကိုကျွန်တော်ကြည့်ရင် Arnis Law ကပြင်မဲ့နေထားမှာမရှိဘူး။ဆိုတော့ Arnis Law ကိုထုတ်ပယ်နိုင်သလား။ ကျွန်တော်ကတော့အမှန်တမ်းပြောရင်တော့ထုတ်ပယ်ထုတ်ထုတ်ထုတ်ပယ်တင့်နေလို့တော့မထင်ဘူးပေါ့နော်လေဘောင်ပရိသတ်တွေကကျတော့လေတချို့ပရိသတ်တွေပေါ့နော်တချို့ပရိသတ်တွေကျတော့လေဟာနော်မင်း thanks for memory ပေါ့နော်သိတယ်မလားဖလားတွေပါရခဲ့ဘူးလားကျေးဇူးပဲပေါ့ဒါပေမဲ့လို့ငါတို့မင်းကိုပြောင်းလဲတင့်ပြီးဘာညာပြောကြတာတွေလည်းကျွန်တော်ရှိတယ်ကျွန်တော်ကတော့ပြောင်းလဲလိမ့်မယ်လို့မထင်ပါဘူးဒါအပြင်ဖလားရပြီးတဲ့နီးပြတယောက်ကိုဒီအားစီကိုယ်ပဲကစားပြီးတဲ့အခါမှာအချိန်ကြီးမကောင်းလို့ထုတ်မယ်ဆိုတာမျိုးကလည်းအတိတ်ပဲကျွန်တော်မရှိပါဘူးအဲ့တော့ anis log ကိုဆက်ပြီးတော့မြင်ရမယ် ဆိုတော့တခုကအာနီစလော့ကိုဆက်ပြီးတော့မြန်မာမဲ့ချင်းဒီမျိုးမှာတကယ်လေပေါင်းသင်းပြန်ပြီးတော့ကောင်းလာနိုင်မလားပြီးလို့ရှိရင်အဲလေပေါင်းသင်းမဲ့ကျွန်တော်ပို့ပြီးတော့စူသွားမလားပေါ့နော်ဂျားထဲမှာတော့ရှိမယ်လို့မသိဘူးနောက်တစ်ခုကကျွန်တော်အနေနဲ့ပေါ့နော်ပို့ကောင်းလာမလားဆိုတဲ့အနေအထားမျိုးဒီမှာလည်းအာနီစလော့တယောက်တည်းတော့မဟုတ်ပါဘူးနော်ကစားမတွေကလည်းကောင်းအောင်ပါဗျာတည်လားကစားမတွေရဲ့ဘက်ကလည်းအချင်းကြီးကောင်းအောင်ပါအဲကြောင့်ကျွန်တော်စောင့်ကြည့်ရမယ်ဘာတွေဆက်ပြီးတော့ဖြစ်မလဲဆိုတာတော့ဆိုတော့ညီကလို့အနေနဲ့ဘယ်လိုမြင်ရလဲအာနီစလော့ရဲ့လေပေါင်းအသင်းဟာတိုက်တဲ challenge နေရာကနေပြီးတော့လုံးဝထွက်သွားပြီလို့ ဒါကိုယ်ပွဲအပြီးမှာပြောလို့ကျွန်တော်ရလာညီတို့ဘယ်လိုမျိုးညနေဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများရှိတယ်ပါ